မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးကြမယ့်အကြောင်းအရာကလေလူတော်တော်များများကြုံနေရတဲ့ပြဿနာတစ်ခုပါအဲ့ဒါကတော့အလွန်အကျွံစဉ်းစားတာပေါ့နော်အရာဝင်ရင်အတွေးတွေစက်တိုက်ဝင်လာတာမျိုးဟုတ်တယ်ဟုတ်တယ်ဒါမှမဟုတ်ကလုတ်တစ်ခုမစခဲ့မှာပဲအစိုးဆုံးလေးလျှောက်သွေးနေမိတာမျိုးတွေလीဟုတ်ပါတယ်တခြားသူတွေကိုကိုဘလို့ထင်မလဲဆိုပြီးတော့အမ်ဆိုရင် ပူပါနေတာမျိုးတွေပါ อืมဒီနေ့တော့အဲ့ဒီအလွန်အကျွံစဉ်းစားတဲ့ပြဿနာကိုလေဘုရားရဲ့အဆုံးအမရှုထောင့်ကနေဘလို့ချင်းကပ်မလဲဆိုတာရှင်းပြထားတဲ့ဆွေးနွေးမှုတစ်ခုကနေအဓိကအချက်လေးတွေထုတ်နှုတ် ပြီးတော့ပြောပြသွားမှာပါ။ကောင်းပါတယ်။ဆိုတော့စိတ်ကိုဘလို့ညင်အောင်ထားမလဲလက်တွေ့ကြတဲ့ညင်ချမှုဘလို့ရှာမလဲဆိုတာတွေကိုလေ့လာကြည့်ကြတာပေါ့။ဟုတ်ကဲ့ပထမဆုံးအရေးကြီးတဲ့အချက်ကဘာလဲဆိုတော့လေ အလွန်အကျွံစဉ်းစားနေတာကကိုယ့်အတွက်ဘာမှအထောက်ကူမဖြစ်ဘူးဆိုတာကိုတတိပြုမိဖို့လိုတယ်လို့ဒီဆွေးနွေးမှုမှာဆိုထားပါတယ်ရှင်မှန်ပါတယ်စီစဉ်တာတော့ပြင်ဆင်တာတော့ကကောင်းပါတယ်ဒါပေမဲ့လွန်သွားရင်အဲအတွေးလွန်ခဲ့တဲ့အဆင့်ရောက်သွားပြီဆိုရင်တော့ဟုတ်ရှေ့ဆက်ရမယ့်လုပ်ငန်းစဉ်ကိုပဲအနောက်ရှက်ဖြစ်စေနိုင်တယ်ဆိုတာသဘောပါလीဟုတ်ကဲ့နော်အဲ့ဒီတော့အဲ့ဒီအတွေးလွန်တာကိုရပ်ဖို့အတွက်ဘလို့နီးလန်းတွေတုံးလို့ရမလဲဒီဆွေးနွေးမှုမှာဘာဒီအကြံပြုထားပါသလဲအဓိကကတော့လေ တတိတရားကိုလက်ခံထားဖို့အကြံပြုထားတာတွေ့ရတယ်။အမ်စိတ်ဝင်စားဖို့ကောင်းတာကယောရှိနဲ့နီလာနှစ်ခုကိုအသားပေးထားတယ်။ပထမတစ်ခုကတော့အာနာပါနသတိပေါ့။ဩဝင်လေထွက်လေကိုမှတ်တာ။ဟုတ်ပါတယ်။ကိုယ့်ရဲ့ဝင်လေထွက်လေကိုပဲအာယုံစိုက်လိုက်တဲ့အခါကျတော့ဟိုပြန်လွင့်နေတဲ့အတွေးပေါင်းတောင်း6000ကနေ။ဟွန်းဟွန်းဝင်လေထွက်လေဆိုတဲ့အတိလေးနှစ်ခုတည်းစီကို စိတ်ကစူးစီးထားလို့ဖြစ်တာပေါ့။ဟုတ်။အဲ့ဒါကစိတ်ကိုပစ္စုပန်တက်တဲ့ကိုချက်ချင်းပြန်ခေါ်လာတယ်။ 哦，所以人得多些啦，不咯？好个，吃青果人得多些奶奶。来对京东部讲比较高嘞，哥哥哥，啊对哩，啊呀咪呀那边，罗那边都特地他们那呢。好个，啊得哥看片片东开了，手动手托六七步啊呗。哦，大概沿来对家的尼兰没喏，那得你有西得啦？七八得嘞，那得你个家一个的特地呢，大概罗哥看到过耶，啊你一他六项目的个阿用晒的吧？好个。 ဘယ်လိုမျိုးလဲဆိုတာနည်းနည်းရှင်းပြပေးပါအောင်ဟုတ်ဥပမာကိုကိုကိုမေးကြည့်တာပေါ့ငါအခုဘယ်လိုပုံစံနဲ့ထိုင်နေသလဲငါလက်တီကဘယ်နာမှရှိနေလဲငါခြေထောက်တီကခေါ်ဆိုတာမျိုးလေးအင်းဟင်ကိုရဲ့လက်ရှိကိုနေဟန်တာကိုတတိနဲ့ပြန်စင်ကြလိုက်တာပေါ့ဆိုတော့ဝင်းလီထွန်လေးကိုအာယုံစိုက်တာဖြစ်ဖြစ်ကိုခန္ဓာအမှုရာကိုအာယုံစိုက်တာဖြစ်ဖြစ်အဓိကကစိတ်ကိုပိစုပန်စီပြန်ခေါ်လာတာပေါ့နော်တိတိကျကျပါပဲ တတိရှိနေပြီဆိုရင်စိတ်ကပစ္စုပန်မှာရှိနေတဲ့ဒီဆွေးနွေးမှုမှလည်းထောက်ပြထားတယ်လို့ပဲစိတ်ကအတိတ်ကိုရောက်နေရင်အင်းနောင်တတို့ဝမ်းနည်းမှုတို့ဖြစ်တတ်တယ်အနာဂတ်ကိုရောက်နေရင်ကြတော့စိုးရင်ပူပန်မှုတွေထစ်လာရောဟုတ်တာပေါ့အေးပစ္စုပန်မှာတည်တည်ငြိမ်ငြိမ်ရှိနေမှသာငြိမ်းချမ်းမှုရှိနိုင်တယ်လို့ဆိုထားပါတယ်ဆိုတော့ပစ္စုပန်မှာနေနိုင်အောင်လေ့ကျင့်တာကအတွေးလွန်တာကိုတိုက်ဖြတ်ဖို့အဓိကတော့ချက်ပဲပေါ့လေ note စီဝင်စားစရာကောင်းတဲ့ချက်တစ်ခုက what if ဆိုတဲ့အတွေးတွေကြောင့်ပြောထားတာပဲမြန်မာလိုဆိုရင်တော့ဖြစ်ခဲ့ရင်ဘလို့လို့မလဲဆိုတဲ့အတွေးမျိုးတွေပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါတော်တော်အဖြစ်များတယ်ဟုတ်တယ်နော်လူတွေကများလွားဖြင့်အဆိုးဆုံးအခြေအနေတွေကိုပဲတွေးရကြတယ်ငါလူလဲလို့မှားသွားရင်ဘလို့လို့မလဲဟိုလူတွေမကြိုက်ရင်ဘလို့လို့မလဲဆိုတာမျိုးတွေလေအဲ့ဒါတကယ့်အဖြစ်များတဲ့အတွေးပုံစံမှာအဲ့တော့ဒီဆွေးနွေးမှုမှာအကြံပြုထားတဲ့နည်းလမ်းကလေအဲ့ဒီအဆိုးမျိုး what if ဒီကိုအကောင်းမျိုး what if နဲ့ပြန်ပြီးတော့တံပြန်ကြည့်ဖို့ပါဟုတ် ဘလိုမျိုးလဲဥပပါအဆင်မပြေဘလိုလုပ်မလဲလို့တွေးမဲ့အစားအားလုံးအဆင်ပြေသွားရင်ကောဘလိုလဲဆိုပြီးပြောင်းတွေးကြည့်ဖို့တိုက်တွန်းထားတယ်ဟုတ်ကဲ့အကောင့်ဘက်ကဖြစ်နိုင်ကြီးတွေလည်းအများကြီးရှိတယ်ဆိုတာကိုအတိမဖြူဖို့လိုတယ်ဆိုတဲ့သဘောပေါ့အမြင်ကို ပြောင်းပြန်လမ်းကြည့်ခန်းတာပေါ့နော်ကောင်းလိုက်တာဒါပြင်တခြားဘာအကြံပြုချက်တွေပါလေးလဲနောက်တစ်ခုကတော့လေကိုကိုကိုအဖြစ်အနာအဆာလုံးဝမရှိတဲ့သူဖြစ်ရမယ်ဆိုပြီးတော့မမျောလင့်ဖို့อืมကိုကတ်နိုင်တဲ့လောက်အကောင်းဆုံးဖြစ်အောင်ပဲစူးစမ်းသွားဖို့ ိုယ့်ရဲ့အကောင်းဆုံး version ဖြစ်လာဖို့ပဲအာယုံစိုက်ဖို့ဆိုတာမျိုးပါ ဟုတ်ကဲ့ perfect ဖြစ်ဖို့မကြိုးစားပဲကိုယ့်ရဲ့ best ကိုပဲလုပ်ဖို့ပေါ့ဟုတ်ပါတယ်ပြီးတော့ဘဝမှာတိုးတက်ဖို့ဆိုရင်စွန့်စားမှုအနေငယ်လို့လုပ်ရဖို့လိုတယ်ဆိုတဲ့အချက်လည်းပါတယ်အမြဲတမ်းလုံခြုံတဲ့ line ကိုပဲယူနေတိုးတက်မှုရဖို့ကတ်တယ်ဟောလေဒါကတတိတရားနဲ့လက်တွေ့လှုပ်ဆောင်မှုကြကဟန်ချက်ညီဖို့လိုအကြောင်းကိုမိမောင်းထိုးပြနေတယ်လို့ပဲเนาะအဲ့လိုဆုံးနိုင်ပါတယ်ကောင်းပြီ ဒါဆိုရင်လေဒီနေ့ဆွေးနွေးမှုကနေရနိုင်တဲ့အဓိကမှတ်သားစရာတွေကိုအချင်းချုပ်ပြန်ပြောကြည့်အောင်ပထမဆုံးကအလုံးအကျွံစင်စားခြင်းကအကျိုးမရှိဘူးအနောက်ရှက်ပဲဖြစ်တယ်ဆိုတာပြင်မြင်ဖို့ဟုတ်ကဲ့ဒုတိယကတတိတရားကိုလက်တွေ့ကျင့်သုံးဖို့အထူးသဖြင့်အသက်ရှူတာနဲ့ကိုယ်ခန္ဓာကိုအာယုံစိုက်တာမျိုးပေါ့နော်မှန်ပါတယ်တတိယကအစိုးမြင် what if အတွေ့တွေကိုအကောင်းမြင်စိတ်နဲ့တံပြန်ကြည့်ဖို့ဟုတ်တယ်အစဉ်ပြေးသွားရင်ကောဆိုတာမျိုးပြောင်းတွေးကြည့်ဖို့ဟုတ်ကဲ့ နောက်ဆုံးအနေနဲ့ကိုယ့်ရဲ့မဖြစ်ဆုံးမှုတွေကိုလက်ခံပြီးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားရင်းနဲ့လိုအပ်လာရင်စွန့်စားမှုတွေကိုလုံဆောင်ရဲဖို့ပါပဲ။อืมဒီအချက်တွေကစိတ်ထဲကအတွင်းမှုတိုင်းတွေကိုမြင်သက်စေပြီးတော့ငင်းချမ်းမှုပြန်ရစေမယ်နီးလန်းလေပေါ့နော်။ဟုတ်ပါတယ်။ဒီဆွေးနွေးမှုရဲ့အဓိကသတင်းစကားကတော့အလွန်အကျန်စဉ်းစားခြင်းကစိတ်ရဲ့ငင်းချမ်းမှုကိုအနှောင့်အယှက်ပေးလေတတ်ပစ်တယ်ဆိုတာပါပဲ။တတိတရားနဲ့ကိုယ့်ကိုယ်ကိုနားလည်မှုကျေနပ်မှုရှိခြင်းကအကောင်းဆုံးကာကွယ်မှုတွေပါ။ဟုတ်ကဲ့။ဘာများဖြစ်မလဲ။ တကယ်စွန်စားမှုတကယ် risk ဆိုတာတဂျာရှုံးမှာကိုကြောက်ထက်အဲ့ဒီဂျာရှုံးနိုင်ကြီးကိုပဲအလွန်အကျွံတွီးတော့ပူပန်နေရင်းနဲ့နောက်ဆုံးဘာမှမလုပ်ဖြစ်တော့တဲ့အခြေအနေများဖြစ်နေမလားဆိုတာကိုစဉ်းကျင်ကြည့်ဖို့ပါပဲ